မင်္ဂလာပါခင်ဗျာကျွန်တော်ဒီကနေ့ပြပြချင်မယ့်အကြောင်းအရာကတော့စစ်ကောင်စီရဲ့လက်အောက်ခံကရင်နယ်ခြားစောက်တခေါင်းဆောင်ဖြစ်တဲ့ဒီစောချစ်သူရဲ့သားနှုတ်ဦးကိုအမေရိကန်ကအရေးယူတဲ့အကြောင်းဒီကနေ့ကျွန်တော်နည်းနည်းလေးဖော်ပြပေးချင်ပါတယ်ခင်ဗျာအမေရိကန်ကဦးတည်သော online ငွေလေကံမှုများအပါအဝင်နေစား ဖြတ်ကျော်ရာဇဝမှုများအတွက်စစ်ကောင်စီလက်အောက်ခံ BDS ခေါင်းဆောင်ကရင်နေကြဆောက်တဘူမူကြီးစောချစ်သူနေတာနေရောက်ကို အရင်ယူထံခတ်ပိတ်ဆို့လိုက်ကြောင်းအမေရိကန်ဆိုရကဒီကနေ့ကပဲထုတ်ပြန်လာတယ်။ဘယ်လိုထုတ်ပြန်တယ်လဲဆိုတော့အကြံဖက်စစ်တပ်လက်အောက်ခံ BDS ခေါင်းဆောင် ဖြစ်တဲ့စောချစ်သူကကရင်အမျိုးသားတပ်မတော် KNA ဟု အမိပြောင်းအမိပြောင်းထားတော့လဲ ကရင်နေကြဆောက်တ BGS ဆို BGS ကောင်းဆိုဘုံမူကြီးဆိုချစ်သူခခွေစံမြ၎င်းတို့မိသားစုနဲ့မဟာမိတ်များသည်တရားမဝင်လောင်ကစားယုံများစိုက်ပါလိမ့်လေလုပ်ငန်းများအပါဝေနိုင်ငံဖြတ်ကျော်ဒူးစရိုက်မှုစီးပွားရေးလုပ်ငန်းများကိုနိုင်ငံတကာဤအပြစ်ပေးအရေးယူခံရခြင်းမှကင်လို့စွာဖြစ်လောက်ကန်နိုင်မှုမှတဆင့်ကြွယ်ဝချမ်းသာလာခြင်းဖြစ်ပါတယ်ခင်ဗျာ ဒါတော့ဘာလို့လဲလဲဆိုတော့ကင်းပြင်းနေမှာဆိုရင်ကင်းလူလူတို့ပိုတိမှာပါသို့တော်ပြီးခဲသည့်လပိုင်းများအတွင်တရုတ်ဤဖြစ်အားကြောင့်ထန်းနိုင်ငံဤနေဇဖြတ်ကျော်ဒူစရိုက်မှုလုပ်ငန်းများအပေါ်နိုင်နေမှုများအပါဝင်ယနေ့မှချမှတ်လိုက်သောအမေရိကန်အစိုးရဤဒဏ်ခအရေးယူမှုများသည်စောချစ်သူနှင့်၎င်း၏စီးပွားရေးလုပ်ငန်းများကိုကြီးမားစွာထိခိုက်စေပါတယ်ခင်ဗျာတစ်ချိန်တည်းမှာပဲ BGS စီးပွားရေး empire ရဲ့ပါဝင်ပတ်သက်တော့လေ BGS ခေါင်းဆောင်စော်ချစ်သူနဲ့ဇနီးတမီတို့မှာ American အစိုးရဤဒန်ခပိတ်ဆို့မှုမြန်မာလွမြောက်နေစေဖြစ်သည်ဟုမြန်မာအရေးတွက်ကြသူများကဖော်ပြလာတယ်။အထူးသဖြင့်စော်ချစ်သူဤတမီဖြစ်သူအသက်20 20နှစ်အရွယ်နိုင်အင်နန်ဒါအေးဒီစင်ကာပူနဲ့ UK တို့တွေရရှိခဲ့သည့်တူမိုက်ဤနိုင်ငံကစီးပွားရေးနောက်ခံကို အသုံးပြုရက်စီးပွားရေးပုံရိပ်ကိုတိဆောက်ခဲ့တယ်ဗောနော်ဒါတော့စစ်ကောင်းဆောင်ပါဝင်တခြားသောတိုင်းရင်းသားကောင်းဆောင်တွေရဲ့သာသမီမှလည်းပါဝင်ပါတယ်တူမိုက်ဤကရင်နေကြဆောက်တနဲ့ဆက်ဆသည့်စီးပွားရေးလုပ်ငန်းစဉ်ကြီး၄ခုတွေဆယ်ရာများပိုင်ဆိုင်ထားပြီးဒရိုက်တာဖြစ်ပါဝင်နေကြောင်း Justice for Myanmar ဖက်ကအစီရင်ခံစာမှာထုတ်ပြန်လာပါတယ် စောချစ်သူသမီးဒီချစ်လင်းမြန်တတုတွင်းတတုတွင်းတတုတူဖို့ရင်းနဲ့စမှုလုစမှုလုပ်ငန်းကုမ္ပဏီလီမိတက်ချစ်လင်းမြန်တို့ချစ်လင်းမြန်ချစ်လင်းမြန်တူတာယာကုမ္ပဏီလီမိတက်ဆွေပဒေတာမြိုင်ကုမ္ပဏီလီမိတက်နဲ့ထူမြတ်တာထူကုမ္ပဏီလီမိတက်စသည့် BGF ကုမ္ပဏီကြီးများတဲ့ဒါရိုက်တာနဲ့အစုဆက်ရဝင်အဖြစ်ထဲထဲဝဝပါဝင်နေကြောင်းကိုဖောက်အမေရိကန်ကဖော်ပြနေပါတယ်။ စောချစ်သူရဲ့တမီးအားတဲ့ရာဇဝတ်မှုခွန်ရက်တွေအစင်မြရာဒူဒရိုက်တာဖြစ်ပါဝင်ပတ်သက်နေသည့်အတွက် BGS ကျူးလွန်သောနိုင်ငံတကာရာဇဝတ်မှုများတဲ့ကြံရပပပတ်သက်သူဖြစ်ကြောင်း Empire တာဝန်စီးသူက Justice for Myanmar ကဟိုဒီ American ကိုဟိုတန်ကြားထားတာပေါ့၂၀၂၁ခုနှစ်မှာတော့ February စာနာတည်ပြီးဖြစ်ပါပြီနောက်ပိုင်း ဆိုချစ်သူရဲ့တမင်းကနိုင်ငံကျော်ရာဇဝတ်မှုများနဲ့နာမည်ဆိုးဖြစ်ကြော်ကြသောနေဇဒေတာစွေကိုကိုတဲ့သူရဲ့စီဘွားရေလုပ်ငန်းများကိုတိုချက်ခဲ့သည်တဲ့ဆိုချစ်သူတမင်းတန်ဖိုးကြီးရင်မွေနဲ့နိုင်ငံကြားအရက်များရောင်းချသည့်ကုံဆောင်ဆိုင်ပြီးခဲ့သည့်လပိုင်းအတွင်းဖွင့်လင်းဖွင့်လင်းခဲ့သည်တဲ့စာတောက်ဆိုင်အပဝယ်စီဘွားရေလုပ်ငန်းများကိုလည်းတိုချက်နေပါတယ်ဆိုချစ်သူရဲ့တမင်းအားတဲ့ BGN နဲ့ဆက်ဆက်စီဘွားရေလုပ်ငန်းများတွေတရတရဝင်းဆက် တရားဝင်ဆရာသူမဟုတ်ဒရိုက်တာဖြစ်ဖော်ပြခံထားခြင်းစီမရှိတော့လဲလူမှုကရေးတဲ့ဖော်ပြထားသောဆောချစ်သူရဲ့တမီလူလူမှုလို့စာရေးလူမှုလို့စာမှုများကြောင့်အစွန်ပါစီပွားရေးလုပ်ငန်းများတွေထက်ထဝဝင်ပါဝပတ်တဲ့ကြောင်းဒီ justice for မြန်မာကလည်းအမေရိကန်ကိုတန်ကြားထားပါတယ်ဆောချစ်သူရဲ့တမီရဲ့အစွန်ပါလုပ်ငန်းများအကျိုးများရရှိနေသူသူ၎င်းရဲ့အကျိုးများများကြောင့်ကျော်ဝချမ်းသာသည့်စီးစိမ်လူနေမှုပုံစံလည်းဖော်ပြနိုင်ပါတယ် အခုအခါမှာတော့ဆော့ချစ်သူရဲ့တမီနဲ့ဆော့ချစ်သူရဲ့တာနေရကိုအမေရိကန်ကဒဏ်ခပိတ်ဆို့လိုက်ပြီးဖြစ်တဲ့အတွက်နိုင်ငံပြပအောက်တိတ်စရာနည်းမြင့်ကျင်းပြောင်းလာပြီးဖြစ်ပါတယ်ခင်ဗျာဆော့ချစ်သူနဲ့တမီအနေနဲ့၎င်းတို့ရာဇဝတ်မှုလုပ်ငန်းများအတွက်နိုင်ငံတကာဒဏ်ခပိတ်ဆို့မှုများနဲ့ရင်ဆိုင်ရတော့လဲကြံရပါမိသားစုဝင်များမှာတော့ပြစ်ဒဏ်ကင်းလွန်းခွင့်ကိုဆက်လက်ရရှိနေသည်တဲ့ထို့အချက်တကယ်နေကြဆောက်တာပေါ့ ပိုမိုကျပြန့်လွမ်းမောသည့်တန်ခတ်ပိတ်ဆို့မှုများလိုအပ်နေကြောင်းဖော်တဆက်တည်းမှာပဲဖော်ပြထားပါတယ်ကျွန်တော်အထူးတလဲပြောပြချင်ပါပိုပြစာမလိုပါဘူးစောချစ်သူကလည်းထူးထူးဝေးပြောစာမလိုပါဘူးစောချစ်သူကဒီစစ်တပ်ကမပြုတ်ဘူးဆိုရင်တော့စောချစ်သူကတော့ဆက်လက်ပြီးတော့သူဆက်ဆက်လက်ပြီးတော့သူသူ့ရဲ့စစ်ပွဲကြီးသူဆက်လုပ်နေမှာပဲစောချစ်သူကယခုအချိန်မှာဆိုဘယ်မှသူကဘယ်မှမသွားဘူးပြောမယ်ဆိုရင်ဒီထိုင်းနိုင်ငံရဲ့ တရုတ်နိုင်ငံရဲ့ပြီးတော့လဲဒီစင်ကာပူရဲ့သုံးနိုင်ငံပဲသူသွားတယ်တခြားသောဒီအဲ UK တို့တခြားသောအနောက်နိုင်ငံသားတို့သူသွားဖို့တော့သူ့မှာအခွင့်အရေးမရှိပါဘူးဒါပေမဲ့သူခ ्यू ဆိုင်မှာမဟုတ်ပါဘူးအဲ့ဒီနိုင်ငံကသူ့အတွက်သွားစရာလဲနေမြင်မရှိဘူးပေါ့နော်ဘာဖြစ်လဲဆိုတော့သွားဖို့လဲသူ့အတွက်ဘာမှအရေးကြီးတဲ့မှာဟုတ်တဲ့အတွက်သူဘာမှခ ्यू ဆိုင်မှာမဟုတ်ဘူးလို့ပဲသူတစ်ဆက်တည်းပဲပဲသူပြောလာတယ်ဒီခုအချိန်မှာကင်းရင်ပြည်နယ်နေကြဆောက်တာမှာဆိုရင်တော့ဆော့ချစ်သူကပြီးခဲ့တဲ့လကပဲဒီထိုင်းဆိုရကသူ့ရော ဖန်ဝရထုတ်ဖို့ကြိုးစားခဲ့ပါတော့လေဒီထိုင်းစစ်နေရဲ့ထိုင်းလို့တော်အများစုကတက်တဲထောက်ထားမခံလို့တာဖြစ်တဲ့အတွက်ဟိုဖန်ဝရထုတ်ဖို့အစင်သေးမဖြစ်ခဲ့ဘူးပေါ့နော်ဒီချိန်မှာတော့အမေရိကန်ကလည်းထိုင်းကိုအစိုးရထိုင်းအစိုးရကိုဖိအားပေးလာတာပြီးဖြစ်တဲ့အတွက်စောချစ်သူရဲ့နာမည်ကတော့နည်းနည်းလေးကျင်းမြောင်းလာပြီးဖြစ်ပါတယ်တဆက်တည်းမှာပဲစောချစ်သူရဲ့တမီရဲ့နန္ဒာအေးကတော့စင်ကာပူနိုင်ငံမှာသူရဲ့အဆက်အစုဆရာဝေလုပ်ငန်းကိုလည်းအမေဒီစင်ကာပူဆိုရကဟို စစ်စင်းနေတယ်ပေါ့နော်တစ်စိလည်းပဲပြောမယ်ဆိုချက်သူရဲ့တာကတော့ကိုရီးယားနိုင်ငံမှာဆိုရတော့အစားအသောက်ဆိုင်ရာနဲ့တခြားသောအွန်လိုင်းငွေလေကံများကိုလည်းပပိုင်နိုင်လှုပ်ထားတဲ့သူဖြစ်တဲ့အတွက်ပြောရမယ်ဆိုရတော့လွယ်လွယ်လေးနဲ့တော့ဒဏ်ခပိတ်ဆို့မှုကတော့တော်တော်လေးခက်ခဲပါတယ်ဒါမဲ့ဆိုချက်သူရဲ့နောက်မှာတော့ဒီစစ်ကောင်စီကအမြဲတမ်းပဲအားပေးနေပေါ့တော့ဒီလိုနိုင်ငံတကာကလာပြီးတော့ဒီကင်းရဲ့နေကြာဆောက်တာဆိုချက်သူကိုလာဒဏ်ခရေးယူတာမဟုတ်မမှန်ဘူးလို့လည်း ဒီစစ်ကောင်စီကကာကွယ်ပြောဆိုတာပေါ့တွေ့ရပါတယ်ခင်ဗျာ